မင်္ဂလာပါရှင်ဒီနေ့ tomorrow အတူတူသုံးသက်ကြည့်ချင်တာကတော့ Manchester United အသင်းရဲ့လက်ရှိအခြေအနေလေးပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာအထူးသဖြင့်နီးပြယူဘတ်အမိုရမ်ဂျုံနေရတဲ့ PR တွေအသင်းရဲ့လက်ပိုင်းအသက်အကြတွေပြီးတော့အသင်းရဲ့ share ရှင်အသစ် INEOS တို့ရဲ့ယတိချက်ဘလို့ရှိနေလဲဆိုတာဒီကိုပေါ့ဟုတ်ပါတယ် အဲမကြသေးရင်ကထွက်လာတဲ့ဘောလုံးသတင်းတွေသုံးသက်ချက်တွေကိုအခြေခံပြီးကြည့်ရမှာပေါ့လေဟုတ်ကဲ့ကျမတို့ရဲ့ရည်ရွယ်ချက်ကတော့အချက်လက်တွေကိုစူးစိကြည့်ပြီးတော့အမိုရမ်ရဲ့အနေအထားပရိသတ်ခန်းစားချက်အသိပိုင်းရှင်သစ်တွေရဲ့ဟိုရင်မဟာဗျူဟောက်ကိုခြုံငုံပြီးတော့နားလေကြည့်ဖို့ပါပဲကဲဒါဆိုလက်လော်အခြေအနေလေးနဲ့ဆက်လိုက်ကြအောင်လားကောင်းပါရဲ့မကြသေးခင်ကပဲ United ကအဝေးကွင်းမှာ Brentford ကို3-0နဲ့ရှုံးသွားတယ်အဲ့ဒီရက်လက်ကတော်တော်လေးတော့အမ်စိတ်ဖြစ်စရာဖြစ်သွားတယ် ဟုတ်တယ်ဟုတ်တယ်ဘာလို့လဲဆိုတော့အဲ့ဒီပွဲမတိုင်ခင်လေးကပဲ Chelsea ကိုအင်္ဂွင်မှာနှစ်တစ်နဲ့နိုင်တာလေးတက်သွားတာပေါ့နော်อืมအဲ့ Chelsea ကိုနိုင်တဲ့ပွဲကလေးအမိုရန်လက်အောက်ပမာဆုံး League မှာအင်္ဂွင်နှစ်ပွဲဆက်နိုင်တယ်ဆိုပြီးတော့ဖြစ်တော့လေပရိသတ်တွေကအရှင်ရပြီလို့ထင်ကြမှာပဲဟုတ်ဆိုတော့မျောလင့်ချက်က Brentford ကိုပါဆက်နိုင်ပြီးနှစ်ပွဲဆက်နိုင်ပွဲပထမဆုံးရတော့မလားပေါ့အမှန်တော့အမိုရန်လက်အောက်မှာနှစ်ပွဲဆက်တိုင်နိုင်တယ်ဆိုတာတော်တော်လေးကိုဖြစ်တော့ဖြစ်တဲ့ကိစ္စလို့ ဖြစ်နေတာကိုဟုတ်တယ်မလားဒါပေါ့အထူးသဖြင့်ယုံကန်နေရတယ်လို့ပြောလို့ရတယ် brand for လို့အသေးမျိုးကိုဆိုတော့လေပို့ပြီးနိုင်ပွဲမျိုးလင်းထဲကြမှာဟင်းဒါပေမဲ့လက်တွေ့မှာကအဲ့လိုဖြစ်မလာခဲ့ဘူးပေါ့အယုံမြင့်ထဲမှာတိုက်ရိုက်ကိုကားထားတာတောင်ရှိသေးတယ်အိမ်ကွင်းမှာ beast brandford တို့ပွဲချမ်းထဲဒီတုံးတင်နေအနိုင်ရသွားလဲဆိုပြီးတော့လေဟုတ်တယ်ဒီကွာအချက်ကပဲပရိသတ်တွေရဲ့စိတ်ဖြစ်မှုကိုပို့ပြီးတော့စိုးစစ်တဲ့အချက်ဖြစ်လောက်အတိအကျလေပေါ့ ဒီနပွဲဆက်တိုက်နိုင်အောင်မကစားနိုင်တဲ့ပုံစံကလေတပွဲတလဲရလဆိုးတာထက်ပိုပြီးတော့နည်းနည်းရှိုင်းရှိုင်းပြဿနာရှိနေသလားလို့မိမောင်ထိုးပြနေတယ်လို့ပဲဟုတ်ကဲ့ဒါကအမိုရန်လက်အောက်မှာ အသိရဲ့ရေပြည့်စွမ်းဆောင်ရည်တည်ငြိမ်မှု ပြဿနာတွေနဲ့တိုက်ရိုက်ချိန်ဆက်နေလားသူအိုထရက်ဖုတ်ကိုရောက်တာက ပြီးခဲ့တဲ့နိုဝင်ဘာဆိုတော့ ဟုတ်တနည်းနီးပါတော့ရှိပြီပေါ့အင်းအဲ့ဒီလိုအချိန်အတွင်းမှာတည်ငင်းနဲ့ခြေစွမ်းပွဲဆက်နိုင်တဲ့အရေးသွေးမျိုးကိုတွေ့ရဖို့ယုံကန်နေရတော့မယ်လို့ဆိုရမှာပဲတပွဲကောင်းလိုက်နောက်တပွဲခြေပြောက်တွန်းလိုက်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဟုတ်တယ်အဲ့လာကအသင်းရဲ့ယုံကြည်မှုရောယာတိရေမှန်းချက်တည်းရဲ့ပုံမှာပါတော်တော်လေးအရေးထိုးနေတယ်သူရဲ့ရေပြုစင်းရင်းစရာတွေကိုကြည့်ရင်လည်းဒီအချက်ကပို့ပေါ်လွင်လာတဲ့ရှင်းအရင်ကိုကြည်ကြည်ဖြိုးထားတာကအမိုရန်ဟာ United ကိုကင်တွယ်ခဲ့တဲ့ပွဲပေါင်း49ပွဲမှာလी ဟုတ်ကဲ့စစ်ရှိပွဲပဲနိုင်ပြီးတော့16ပွဲအထိရှုံးထားတယ်တရေပွဲတွေလည်းရှိသေးတာပေါ့လေอืมဒါကြောင့်သူ့ရဲ့နိုင်ွယ်ရာခိုင်နှုန်းက36သမက်ခွန်း3%ပဲရှိတယ်လို့ဖော်ပြထားတယ်အော်36သမက်ခွန်း3%ဆိုတာကတော့ဟုတ်တယ် Manchester United လို့အသင်းကြီးအတွက်တော့ဘလို့မှလက်ခံနိုင်စရာမရှိတဲ့နှုန်းပဲဟုတ်တယ်နော်အတော်လေးကိုနှိမ့်နေလား ီးတော့လက်ရှိလီအခြေအနေကြည့်ရင်လည်းဒီဟာဒီ6ပွဲကစားပြီးမှအဆင့်14ဟုတ်ပြီးခဲ့တဲ့ရာသီကလည်းအဆင့်15နဲ့ပဲရာသီတင်ခဲ့တာဆိုတော့တိုးတမှုလက္ခဏာကတည်တည်တသာမမြင်ရသေးဘူးပေါ့ဗျာဒါပေမဲ့လေဒီနေရာမှာတကူစိတ်ဝင်စားဖို့ကောင်းတာကပြီးခဲ့တဲ့ရာသီအဆင့်15နဲ့အဆုံးသက်ခဲ့ပြီမဲ့အတင်းရဲ့ share ရှင်သစ် INEOS ကသူ့ကိုဆက်ပြီးယုံကြည်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာပဲဟုတ်ကဲ့ဒါကနည်းနည်းတော့အံ့ဩစရာလိုဖြစ်မနေဘူးလားရလက်တွေဒီလောက်စိုးတာ ဘာလို့ဆက်ပြီးအခွင့်ရေးပေးခဲ့တာပါလဲ။အေးအဲ့ဒါကအခုအချိန်နေရဲ့အဓိကအစိတ်ပိုင်းပဲလို့ပြောရမယ်။ INEOS ကသူ့ကိုယုံကြည်တယ်ဆိုတာထက်တောင်ပိုပြီးလောက်ခဲ့သေးတယ်။ဟုတ်လား။ဟုတ်တယ်။အပြောင်းရွှေ့ဆေးဝတ်မှာငွေကြေးတော်တော်လေးထောက်ပိုင်းခဲ့တယ်ဗျ။တရင်းရမြစ်တဲ့အဆိုအရဆိုရင်ကစားသမားသစ်တွေခေါ်ဖို့ပေါင်တန်းနေရာကျော်သွန်းခဲ့တယ်လို့ဆိုတယ်။ဟိုးပေါင်တန်းနေရာကျော်။ဟုတ်တယ်။ဒီလောက်ယင်းနှမြုပ်နာမှုကသူတို့ဘက်ကအမိုရီယန်အပေါ်အတိုင်းအတာတစ်ခုထိတော့ယုံကြည်မှုရှိခဲ့တယ်။ ါမှမဟုတ်အ ਨੇ ဆုံးတော့သူလိုချင်တဲ့ကစားသမားတွေနဲ့အလုပ်လုပ်ကြည့်ဖို့အခွင့်အရေးပေးချင်ခဲ့တယ်ဆိုတာကိုပြတာပေါ့ပုံတန်းတရားကျော်ဆိုတာတကယ်ကိုနီးတဲ့ပမာဏမဟုတ်ဘူးနော်ဒီလောက်ရင်းနှီးပြီးရင်တော့ရက်လက်တွေတိတိတသာတက်လာဖို့မျောလင့်ကြမှာပဲသိချာတာပေါ့ဒါပေမဲ့အခုထိတော့အဲ့လိုဖြစ်မလာသေးဘူးတိုးတက်မှုရှိတဲ့အပြင်ပိုဆိုးတယ်လို့ပြောရမလို့ဖြစ်ရမျိုးတော့ရှိသေးမဟုတ်လားอืมမှန်ပါတယ်အဲ့ဒါတော့ဒီရဒီ EFL flag ကနေစောစောစီစီ track ခဲ့ရတဲ့ကိစ္စပဲအော်ဟုတ်တာပဲဒုတိယဆင့်မှတင် League 2 club ဆိုလိုတာကအင်္ဂလန်ရဲ့စရုတတန်းလက်ကကလပ်ပြဂရင်းစပီထောင်းကိုရှုံးနေရတာဟုတ်ကဲ့ဒါရဒါမန်ရှုံးပွဲထအများကြီးပိုးတယ်ဗျမန်ချက်စတာယူနိုက်တက်လိုအတင်းကအဆင့်အများကြီးနိုင်တဲ့ကလပ်ကိုအင်္ဂွေးမှာရှုံးနေဆိုတာကလေနီးပြပေါ်ဖီးယားတွေကိုမီးတော့ထက်လောင်စာထတ်ထည့်လိုက်တယ်လို့ပဲဟုတ်ပါတော်တော်လေးတော့ခရိုင်ရိုက်သွားလေဟုတ်တယ်အသေးချင်းနေဘလောက်စိုးရင်စရာကောင်းနေပြီလေဆိုလာပြလိုက်တယ်လို့ပဲ ဒီလောက်ယင်းဤထားပေမဲ့ဒီလိုရှုံးတာမျိုးကစီမံခန့်ခွဲမှုရောပရိသတ်အတွက်ရောလက်ခံဖို့တော်တော်ခက်သွားတယ်။ဒီလိုအခြေအနေတွေဆက်တိုက်ဖြစ်လာတော့ပရိသတ်တွေစိတ်ကလည်းပေါက်ခွဲလို့နေမှဖြစ်လာတယ်လို့ပြောရမယ်ထင်တယ်။အရင်ကဒီမှာတုံထားတာကပရိသတ်တွေစိတ်တို့နေကြပြီတဲ့။ဟုတ်ကဲ့။ဒါကတော့နားလည်ပေးလို့ရတယ်။ကိုယ်လိုက်အားပေးနေရင်လည်းဒီလိုပဲခံစားရမှာပဲလေ။အဲ့ဒီ Brandford ကိုရှုံးလိုက်ကြကဥမရေရမတဲ့နောက်ဆုံးတန်ချောင်းဖြစ်ပွားပြီလားလို့များစုကတုံ့တန်နေကြပြီ။ဟုတ်ကဲ့ ရိသတ်တွေရဲ့တိခဏနဲ့အစွမ်းကတော့အတော်လေးကုံဆုံးလူနီးပိုင်းဖြစ်နေပြီဆိုတာထင်ရှားတယ်။ဒါနဲ့သက်သက်ထဲမှာပဲသူ့နေရာအစားထိုးဖို့နီးပြအသက်တွေရဲ့နာမည်တွေလည်းသတင်းတွေမှာချေချေပြန့်ပြန့်ထွက်လာပြီ။ဟုတ်တယ်နော်။ဘယ်သူတွေပါလဲ။အဲစိတ်ဝင်စားစရာအကောင်းဆုံးသတင်းတစ်ခုကတော့ Sergeant Reckliff IMEOS ရဲ့အဒီတာပုဂ္ဂိုလ်ပေါ့လေ။သူကိုယ်နဲ့အင်္ဂလန်နီးပြဟောင်း Garrett Southgate ကိုဆက်သွယ်ခဲ့တယ်ဆိုတဲ့သတင်းတွေ။ ကားရဆော့ဖ်ဂိတ်ဟုတ်တယ်ဒါကအမောရမရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအတင်းပကတကယ်အလေးနဲ့စဉ်းစားညီပြီလားဆိုရင်မိခုံကိုတော့ဖြစ်ပေါ်စေရပါဘောဒါပေမဲ့လေဒီနေရာမှာပဲဇလန်ကတမျိုးကြောင်းဝပြန်ရောတစ်ဖက်မှာပိတ်တက်တရဲ့ဒေါသမီဒီယာတွေရဲ့ထင်ကျေးတွေ South Gate လိုနာမည်ကြီးနဲ့ဆက်ွယ်ရဆိုတဲ့သတင်းတွေရှိနေမယ်။နောက်တစ်ဖက်မှာကျတော့ IMEOS ရဲ့ယက်တီချင်းနဲ့ပတ်သက်ပြီး क्वे ပြားတဲ့သတင်းတစ်ခုထွက်လာပြန်တယ်နော်။ကဲ IONOS နဲ့ Sajim Recliff တို့ဟာယာဒီအစရလတ်တွေနေခွေးနေပြီမဲ့ အမှုရင်ကိုစိတ်ရှိတီးခန့်ဖို့စန္ဒာရှိနေကြတော့မယ်လို့ဆိုတယ်။အော်ဒါကအံ့ဩစရာပဲ။ဟုတ်တယ်။သူရဲ့ယုံကြည်ချက်ကပေါ်တူဂီနီးပြောက်ရဲ့ကြိုးပမ်းမှုတွေကိုအကယ်ဖြတ်ဖို့အတွက်ယာဒီတစ်ခုလုံးကုံဆုံးနေအထိစောင့်တင်းနေဆိုတာပဲတဲ့။သူတို့ကဒူးတုံပြီးဆုံးဖြတ်ချက်မချဘူးဆိုတဲ့ချင်းကပ်ပွန်မျိုးကိုကျင့်သုံးကျင်တယ်လို့သတင်းတွေကဆိုတယ်။ဒူးတုံပြီးဆုံးဖြတ်ချက်မချဘူးဆိုရလေဒါကအရင် United ရဲ့နီးပြောက်အပြောင်းလဲမြန်လို့နဲ့ပွန်ဆံမျိုးကိုရှောင်ကျင်လို့လား။ ဒါမှမဟုတ်အမွေရန်ရဲ့လွန်ကားစင်ကိုအချင်းပေးပြီးတကယ်ယုံကြည်နေလို့လားဘယ်လိုအိပဲကောင်းနိုင်မလဲရှင့်ဒါကစိတ်ဝင်စားစရာမိခုံးပဲဗျာဖြစ်နိုင်ခြင်းနှစ်ခုလုံးရှိနိုင်တယ်တစ်ခုကဟုတ်တယ် United က Sir LS Ferguson ထောက်တော်ပြီးနောက်ပိုင်းနီးပြားတွေကို အချင်းတိတ်မပေးပဲထုတ်ပစ်ခဲ့တဲ့တမိုင်းကရှိနေတော့ဟုတ်ကဲ့ဒါကြောင့် INEOS အနေနဲ့ဒီအမားမျိုးမထချင်တာဖြစ်နိုင်တယ်သူတို့ကတည်ငြိမ်မှု ရေရှည်စီမံကိန်းကိုပို့ပြီးအာယုံဆိုင်ချင်တာဖြစ်နိုင်တယ်။อืม not the check ကတော့ဟိုသူတို့အမောရိုင်းကိုခန့်တော့ကသူ့မှာတိကျတဲ့အစီစဉ်တွေအတွေးခေါ်တွေရှိလို့ခန့်ကြတာဖြစ်မယ်။အဲ့ဒါတွေကိုအကောင့်ထဲပေါ်ဖို့အချိန်ပေးတင်တာလို့ယုံကြည်နေတာလည်းဖြစ်နိုင်တယ်။ဟုတ်ကဲ့ပြီးတော့ခုနကပြောတဲ့ပေါင်တန်းနဲ့ရကြောရင်းနှီးထားတာကိုလည်းထက်စင်စားမှာပေါ့ဟုတ်တယ်အဲ့ဒီအချက်လည်းရှိသေးတယ်อืมဒီလောက်ရင်းနှီးပြီးမှလအနေငယ်အတွင်းမှာ လက်လွတ်လိုက်ဖို့ဆိုတာက စီဝါရေးအရာရောမဟာဗျူဟာအရာပါသူတို့ရဲ့ဆုံးဖြတ်ရခက်တဲ့ကိစ္စဖြစ်နေတယ်။စားစရာကောင်းနေပြီနော်။တစ်ဖက်မှာလက်တွေ့မြင်နေရတဲ့ဆိုးရွားတွေလက်တွေ green speed ကိုရှုံးတာမျိုးလို့လက်မခံနိုင်စရာရှုံးပွဲတွေအပေါက်ပွဲနေတဲ့ပရိသတ်ဒေါသနောက်ပြီးနီးပြတဲ့နဲ့ဆက်တွေ့နေပြီဆိုတဲ့သတင်းတွေဟုတ်ကဲ့ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့အသင်းရဲ့အနာဂတ်ကိုပုံခေါ်မဲ့အတိကအာနာပန် INEO ရဲ့စိတ်ရှည်မှုရေရှည်စီမံကိန်းကိုယုံကြည်မှုဆိုတာတွေကရှိနေပြန်ရောอืมဟုတ်တယ် ဒီတော့ဒီစံကျင်ဘက်အမြင်တွေဖြားတွေကြားထဲမှာဘာဆက်ဖြစ်မလဲဆိုတော့တကယ်ကိုမခံမနိုင်တဲ့အခြေအနေပဲဖြစ်နေပြီအတိအကျပဲဗျာအဓိကတင်းမာမှုကဒီမှာပဲရှိနေတာတစ်ဖက်မှာအမိုရီယောရဲ့ညင်းလို့မရတဲ့ဆိုးရွားတဲ့စာရင်းစရာတွေနဲ့လက်တလောညက်လက်ဆိုးတွေဟုတ်ကဲ့နောက်တစ်ဖက်မှာကယာဒီကုန်းထိစောင့်ကြည့်ပြီးမှအကဲဖြတ်မယ်ဆိုတဲ့ Ionios ရဲ့ထုတ်ဖော်ပြောဆိုထားတဲ့သတင်းတွေရောလေရည်ရွယ်ချက်ဟွန်းယောစီရဲ့ဆွေးရှင်မှုကဘယ်ထိခံနိုင်မလဲလက်ရှိရလက်တွေက တို့ရဲ့ယက်တိခဲကိုပြောင်းလဲသွားစီမလားဟုတ်ကဲ့ဒါမှမဟုတ်ဦးမိုးရင်ရောအချင်းတွေကိုပြောင်းပြန်လာသည် သူတို့ကိုယုံကြည်မှုမှန်ကန်ကြောင်းတက်တက်ပြနိုင်မလားဟုတ်ကဲ့ဒါကြီးကအရေးကြီးဆုံးမေးရုံးနဲ့ပဲနှုတ်ဆုံးနေတဲ့နားညောင်သူတွေတော့စဉ်းစားစရာလေးတို့ခုချန်ထားခဲ့ခြင်းပါတယ်ရှင်ကျမတို့ဆွေးနွေးနေတဲ့အချက်တည်းရပါလေအရင်နှစ်ရောစာပြီးခဲ့တဲ့ရာသီအစစ်စမပဲရခဲ့တာတောင်အိုမိုရန်ကိုစိတ်ယုံကြည်ခဲ့တယ်ပေါင်တန်းတရာကျော်သုံးပြီးကစားသမားတွေပံပိုးခဲ့တယ်ဟုတ်ကဲ့အခုလေရာသီကုံမှာအကယ်ဖြတ်မယ်တော့တရင်နေထွက်နေတယ်ဒီတော့မင်းစရာရှိတာကလေရာသီကုံမှာသူတို့ရဲ့ဒီစိတ်ရှင်မှုက မှန်ကန်လေတရားမျှတာတယ်ဆိုတာကိုတက်တည်ပြဖို့ကတော့အခုကျမတို့ပြောခဲ့တဲ့နိုင်ပွဲရှုံးပွဲမှတ်တမ်း lake အဆင့်ဆိုတာတွေပြင်ပေါ်လေဟုတ်ကဲ့တခြားဘလို့တိကျတဲ့အတန်ရွတ်တာတွေတိုးတက်မှုလက္ခဏာတွေကို IE News အနေနဲ့ရှာဖွေနေနိုင်မလဲဟွန်းစိတ်ဝင်စားစရာမေးခွန်းပဲဥပမာအတင်းရဲ့ကစားပုံကစားဟန်မှာတိတာတဲ့တိုးတက်မှုရှိလာတာမျိုးလားဒါမှမဟုတ်လူငယ်ကစားသမားတွေကိုအောင်ရင်စွာပွဲထုတ်နိုင်တာမျိုးလား ဟုတ်နိုင်တယ်။ဒါမှမဟုတ်ကစားသမားရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာပြောင်းလဲမှုမျိုးကိုလားတည်နိုင်ပွဲရှုံးဖွယ်ရလက်တည်ရဲ့နောက်ွယ်မှာလေသူတို့တကယ်အကဲဖြတ်ချင်နေတဲ့တခြားအရေးကြီးရဲ့အချက်တီးရှိနေနိုင်မလားဆိုတာစဉ်းစားကြည့်စရာပါပဲ။ဟုတ်တယ်။ရလက်အဖြစ်တခြားတိုးတက်မှုအညွန်းကိန်းတွေပေါ့။ဘာတွေကိုသူတို့အတိအကထားချိနေမလဲ။ဒါကစောင့်ကြည့်ရမှာပဲ။